ကျွန်တော် junior creator တွေကိုအကြံပေးချင်တာကဘာလဲဆိုတော့ကျွန်တော် Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ content တွေကိုဖန်တီးပြီးတော့ monetize လုပ်ပြီးတော့ဝင်ဝင်ရှာလို့ရတာကမှန်တယ်ဒါပေမဲ့သို့တော့အဲ့ဒါကြီးကိုစိတ်ထဲမှာ heavy ထားပြီးတော့ကိုယ့်ရဲ့တကယ်အလုပ်တစ်ခုလိုမျိုးမလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့နော်ဒီ monetize ဆိုတာအချိန်မရွေးပြုတ်ကြသွားနိုင်တယ်ကိုကနာမည် ဟိုနာမည်ကြီးတဲ့လူတွေကတော့တမျိုးပေါ့နော်နာမည်ကြီးပင်မဲ့လေတချို့တွေ monetize ပြုတ်ကျနေတဲ့သူတွေအများကြီးပဲရှိတယ်နော်အဲ့ဒါကဒါသူတို့ပါသူတို့ပဲသိလိမ့်မယ်ဗျာနော် monetize မရတဲ့သူတွေအများကြီးရှိတယ်ဒီ platform တွေကနေပြီးတော့လीနော်အဲ့တော့ဆိုလိုချင်တာကကိုကိုကတကယ်ကိုရဲ့အလုပ် တစ်ခုခုကိုကိုဘွားအတွက်ခိုင်ပါလေအလုပ်တစ်ခုခုကိုကိုလောက်ပါလုံနေနေဒီ social platform တွေကနေပြီးတော့ပတ်စံရှာတယ်ဆိုတာကအရင်သဘောလောက်ပဲသဘောထားပါလို့စိတ်ထဲမှာထည့်ထားပါလို့ကျွန်တော်ကအကြံပေးခြင်းပါတယ်เนาะဒါကတော့စေတနာနဲ့ပြောပြတာပါเนาะ